ပြေးကျင်တော့လဲဘာဖြစ်လို့မပြေးရဲသလဲဆိုတော့ဒီဘက်ကလူတွေကမိသွားရင်အလင်းဝင်လာရင်နာမည်နဲ့တကွကြင်ညာတဲ့ခါကျသူတို့ရဲ့မိသားစုကြီးကိုမင်းအောင်လိုင်းတက်ကဘုစမန်ပေးတယ်အဲ့ဒါကြောင့်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာလာရှင်စနစ်ကြာရှုံးရမည်တို့ရဲ့စာတွေကိုဖတ်လို့မရှိဘူးအဲ့တော့သူတို့ကသူတို့ပွဲတွေစာပြီးတော့ပွဲလုပ်တယ်မကြီးကပွဲရှောင်တာဘာလို့လဲဆိုတော့တော်လန်ရေးဇလန်းနေလွဲသွားမှာဆိုတော့เนาะတော်လန်ရေးအကျိုးအကြောင်းနေလွဲသွားမှာဆိုတော့ ပထမအဆုံးပြည်သူ့ကိုခွန်အားပေးချင်တာကတော့ဒီမိုင်းတို့ငှက်တွေလှမ်းလှမ်းစော်နေတဲ့ဒီငှက်တိုက်ပေါ့နော်ငှက်ရနားရနေရာကိုငှက်ရနားတဲ့နေရာကိုမတို့ရဲ့ဒီအာမိုင်းကိုခွန်လို့ပါသားတို့တကယ်လို့သားတို့အဖွဲ့နာမည်မှားနေဆိုရင်အဲ့ဒီကလေးတွေတပ်ဖွဲ့ကနေပြီးတော့အအဝေးပစ်တွေနဲ့လမ်းပြီးတော့ဟိုအဝေးပစ်တွေနဲ့လှမ်းစော်ပါတယ်တဲ့နော် ဒါကကျွန်မကြားရတယ်ဒီတော်လန်ရေးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအဲ့ဒီငှက်တွေပြန်တဲ့နေရာပေါ့နော်ငှက်ရက်နားတဲ့နေရာပေါ့အဲအဲ့နေရာကိုဒီကလေးတွေကနေပြီးတော့ short တိုက်တုံးနေနဲ့ပြစ်တယ်လို့ကြားပါတယ်အဲကလေးတွေမှာငှက်တန်တို့ကြက်တန်တို့မရှိသင့်မဲ့ဒီ short တိုက်တုံးနဲ့ပြစ်တယ်လို့ကြားပါတယ်ဒါ at least သူတို့တော့ရောင်ရောင်လေးတော့သူတို့လန့်တော့လန့်သွားမှာပေါ့နော်နောက်တစ်ခုကသူတို့ဒီငှက်ကြီးပဲစော်တာဆိုတာက သူတို့ရှုံးနေလို့ပါเนาะအခုဆိုရင်ဝတာဘောတို့တွေစောတာတော်တော်လေးဟုတ်နေပြီလို့ကြားတယ်အဲ့တော့ကရင်စောတာကောင်းလားဗောနော်အရင်တော့ဆိုမြောက်မြောက်ပေးတယ်ကရင်စောတာကောင်းလားတို့ဟိုထန်တလန်ထန်တလန်တို့ထန်တလန်လည်းမီးလောင်ရောဟိုပါဇက်ပိတ်သွားတဲ့အဲတခွာဥစားဟိုဟုတ်တယ်လေငါမွေးရင်တချို့ကလေးတွေကငါကလေးလောက်ရှိတာလေငါအဲ့ကလေးတွေကတော်လိုင်းလုံးနေလို့မိမမယူရလို့ယူလို့ရှိရင်ငါငါမီးတွေပါလေရဲ့အဖွားဖြစ်နေတယ် ပွဲလာမခေါ်နဲ့ငါနင်တို့နဲ့စကားမပြောနိုင်ဘူးစောက်ချီလက်ပတ်တွေညောင်းတာအဲ့တော့ဒီသူတို့ဒီငှက်ပြေးတဲ့တန်နေရောပေါ့နော်ငှက်တိုက်ကိုအာ short တိုက်တုံးနေနဲ့ပြစ်တယ်လို့ကြားတယ်ဒါအောင်မြင်မှုလို့လည်းခေါ်လို့ရတယ်ဒါနည်းနည်းတော့ခြောက်ပေးရတာပေါ့သိရမလားအဲ့တော့အဲလုံးတဲ့နှုတ်တိုက်တာတွေလုံးဖို့လုံးနေတယ်နောက်တစ်ခုကအဲသူ့ရဲ့ကြောက်အားဖြင့်ဥစ္စာကိုပြည်သူတွေကိုမတိတ်မပါလေးသူတို့ လုပ်လေရှိရဲ့ AR မှာရှိတဲ့ CDN နေတဲ့ area AR မှာရှိတဲ့ CDN နေတဲ့အဲ့တော့တော်လိုင်းရေးတက်သားတွေနဲ့ရောင်းရင်းပေါင်းတင်လုပ်ရင်တဲ့အဲ့ဒါပြစ်ဒဏ်ချမှတ်မယ်ဘာညာကြွိกว่าပေါ့နော် AR AR မှာဆိုတာက fighter တွေဆိုတဲ့နေရာရှားပါတယ်ဒီ AA နဲ့ရင်ဆိုင်ထိတစ်ပိုက်နေရတယ်ငတန်းချောင်း data တစ်ခုလောက်ပဲဒီသူတို့ရဲ့ ဟိုတိုက်ခတ်ရေးစွမ်းအင်ရှိတဲ့လူတွေကိုပို့တာပါဒါမှမဟုတ်လေကလေးတွေအခုမှအစ်စ်ဖြစ်တည်လာတဲ့အတင်းစစ်တဲမဝင်မနေရကလေးတွေကိုရှေ့တန်းပို့ထားတဲ့ခါကျတော့အေယာဝရီစစ်မျက်နှာပြင်မှာဒါမှမဟုတ်စကိုင်းတိုင်းမှာ33ကြာတာတို့ဘာလို့သူတို့ကအဲ့ဒါတွေကိုရှောင်ရှားတဲ့အတက်ကျမတို့ရှုံးတဲ့ခါကျတော့လေရင်နဲ့ချီးပါချတာပေါ့အဲ့တော့အေယာဝရီမှာရှိတဲ့အခြားသောမျိုးတွေမျိုးတွေမှာတာဝန်ကျနေတဲ့လူတွေကเนาะအဲရတရသွားပြီးသားလူတွေပတ်စံက ဟိုဗမာပြည်ရဲ့ပင်စင်ကပတ်စံအများကြီးမရတဲ့ခါကျတော့ retire သွားပြီးသားလူတွေကို uniform ဝတ်ပြီးတော့ထားပါတယ်အရင်တော့ဆိုရင်ကျမတို့မူပေမှာဆို33ထားပါတယ်အခု33ကိုစကိုင်းပို့ထားတဲ့အတွက်အဲစကိုင်းမှာ33ပြင်းပြင်းကွဲနေပါတယ်နော်အဲ့တော့ air ဝရီသားတွေကရှင်းရှင်းပြောရရင်တောင်းဟိုဟိုဟိုလော့စပီကာကြီးနဲ့ရက်ရက်ခွက်ကိုသာအော်ဖို့ပဲတတ်တာပေါ့အမှန်တမ်းပြောရင် air ဝရီကလူတွေကပညာနဲတော့အကြောက်တရားလဲပုံများပါတယ်ပညာနဲတော့ ပညာရဲရင်ပွဲလဲတင်းဆိုလို့ပဲဘယ်ပွဲဖြစ်ဖြစ်ပညာများတဲ့လူသားလဲခြေစုံကနေပြီးတော့ထိုးထွက်လာတာ။အိုးအဲ့တော့ AOR ကပညာရေးအားနည်းတဲ့ခါကျတော့ AOR ကို၆တာစောစောတုန်းကစောစောတုန်းကဒီတော်လိုင်းရေးတက်သားတွေအင်အားမရှိခင်တုန်းကဆိုရင်အဲ့လိုမျိုးနယ်တွေမှာယာရူးရဖို့အတွက်အဲ့မျိုးနယ်တွေမှာအုပ်ကြီးတို့ဖြုတ်ကြီးတို့လှုပ်ဖို့အတွက်လက်ထိုးရတယ်။ဘာဖြစ်လို့လဲဆိုတော့ခြေတန်းသွားမသွားနိုင်လို့အဲဟိုဒီ လေးကိတော့ဘာလို့စော်ရဲဆိုရင်အဲ့ဒီသွားတဲ့လူတွေဆိုတာဂျိတ်မကောင်းလို့ရှေ့တန်းဆက်မျက်နှာတွေမှာစောစောရောက်နေတဲ့လူတွေဆိုတာဂျိတ်တွေဘာတွေမကောင်းလို့အဲ့တော့သူတို့ကငါတို့ဘွားတွေကရှေ့တန်းနဲ့ဟိုငါတို့ကဒီလိုပဲပစ္စလကထားရတယ်ဆိုတော့စီရီယန်စစ်ဘိုးတွေအများကြီးပါတကယ်လဲတချို့စစ်သားတွေစစ်ဘိုးတွေလဲအာရတိုက်ဟိုဆိုအလံမြူပြကြင်ပေမဲ့အဲ့ဒီဘက်က ော်လိုင်းရေးဘက်ကလူတွေကလည်းကြွားစိန်တွေကများတဲ့ခါကျခွက်ကကြာလို့မှခွက်ခောက်လို့ရတာဟိုစစ်ဘိုးတွေဝင်လာပြီဟေးကျွန်တော်တို့ဘက်ကိုဆိုတော့အဲ့လိုခွက်သမားတွေမင်္ဂလာပါရှင်ခွက်သမားတွေများတဲ့ခါကျတော့အလံပြူပြခြင်းပေမဲ့သူတို့မျက်နာတွေသူတို့ရဲ့ရက်ရွာတွေသူတို့ရဲ့ဟိုဘတ်ရှမ်ဘတ်တွေအာယာဒူးတွေပြောတဲ့ခါကျတော့ဒီအရာရှိတွေနဲ့စစ်သားအချို့ကဟိုမိသားစုကိုငဲ့ပြီးတော့သူတို့ ဒီဘက်ကိုပြေးခြင်းပဲပြေးလို့မရအောင်အဲ့ဒါတော်လန်ရေးသမားတွေအတွက်အရန်အရေးပါပြီးတော့ကိုစီကိုတကယ်လို့များဒီစစ်ကောင်စီဘက်ကကိုဘက်ကိုပြေးခြင်းလာတဲ့လူတွေရှိရင်အဲ့လိုဓာတ်ပုံတင်ခြင်းလေရဲလိပ်စာပေါ်ပြခြင်းအာကျွန်တော်တို့စီကိုအပွင့်သုံးပွင့်ကောင်တော့ဝင်လာပါတယ်ဆိုတော့ကိုတော့ရပြီပေါ့နော်အဲအန်ယူဂျီတော့သွားမပြောနဲ့ပေါ့အန်ယူဂျီကအဲ့မှာခွက်ကသူကအစင်တင်းဆိုတော့လေအဲ့ဒီခွက်ကြီးခွက်ငယ်ခွက်တွေကဒီဒီ ူတို့တဲမှာပြောလိုက်ရင်ဂိမ်းသူယူရိုဒီလဲမှာမသိရင်တော်လိုင်းရေးမိုင်းတို့လို့ဟိုဘေးနေရာကနေကြိပြီးတော့ speaker လုံနေတဲ့လူတွေဟိုကသူတို့လောက်မတက်ဘူးလို့ထင်ရှိတဲ့ဟာတွေကအဲ့လိုစစ်ဘိုတွေပြေးလာတဲ့ခါကျရင်သူတို့ကသူတို့ခွက်ကြီးတဲ့ဟိုငွေဝင်ဖို့ပဲသူတို့သိရအဲ့တော့နာမည်တွေနဲ့ဘွေးနေမျိုးစင်တို့လို့လူမျိုးတွေကပြောလို့ရသူတို့ကပေါ်တင်ပြေးပြီးတော့ပေါ်တင်သူတို့ကိုနိုင်ကိုက line ပေါ်မှာဟိုတင်ပြီးတော့ သူ့မိသားစုလုံခြုံတဲ့အခါကျမှ तू ကလိုင်းဝင်တင်ပြီးတော့ तू ကဟိုဟာလောက်ရတာကို NUG နဲ့ပေါင်းလိုက်တာကိုဆိုတော့ကျန်တဲ့ကျန်တဲ့အလင်းဝင်ခြင်းနဲ့အာဒီစောက်ခွေးတက်ကညီကိုတွေကအလင်းဝင်ခြင်းပဲမဲ့အဲ့လိုမိဘတွေရောဘာတွေရောတင်လိုက်တဲ့အခါကျတော့ तू တို့ကခိုးမလဲမပြေရဘူးဒီဘက်တည်းမှလည်းမပြော်ဘူးတင်မှာပဲဆိုတော့နှစ်ဖက်လုံးတင်မှာဖြစ်နေတဲ့เนาะအဲစစ်ကောင်စီတဲမှာအချို့တော့ဖယဲတော့ဖယဲသည်မဟုတ်ဘူး လုံးဝမလုံချင်တော့တာကွာလုံးဝဒီစစ်တပ်နဲ့ပတ်သက်တာဆိုရင်ဘယ်စစ်တပ်ကမှအလုံးမလုံချင်တော့ဘူးလုံးဝ retire လုပ်လိုက်ချင်တာအမှန်တော့အဲ့လိုမျိုးလုံးတဲ့လူတွေများလာမှာမာကြီးတို့ရဲ့ဒီတော်လိုင်းရေးကဟိုလူသေးနေပြီးတော့အောင်မြင်မှုကများမှာသူတို့ကကြတော့ RCDN 350ပေးမယ်ဆိုရှောက်ခေါ်တယ်ခေါ်ပြီးွားရင်အဲ့ CDN တွေကိုနာမည်နဲ့တကွဒီဒီစစ်စစ်ဘိုးကဘယ်တက်ကအဲတက်မ33ကဘယ်စစ်ဘိုးက အလင်းဝင်လာပါပြီဆိုဟိုသူတို့ရဲ့နိုင်ငံတကာမှာရှိတဲ့ lobby တွေအတူထမင်းစားဖို့အတူခွက်ကြီးတွေရှာရှာပေးတဲ့ခါကျတော့ဒီစစ်ဘော်တွေကပြေးလာဖို့ရမှာ တော်တော်လေးအခက်ခဲရှိပါတယ်အဲ့ဒါပြည်သူနဲ့အဲပြည်သူကာကွယ်ရေးတပ်ကညီကိုတွေလည်းတတိထားပါနာမည်တွေနဲ့လိပ်စာတွေနဲ့မတင်ပြပါနဲ့အခုနောက်ပိုင်းပြေးကျင်တဲ့လူတွေကတပုံကြီးပါဘာဖြစ်လို့လဲဆိုတော့သူတို့သိပါတယ်လေရင်လေတဲ့တစ်ခုပဲ သူတို့ဘက်မှာရှိပြီးတော့ကြံတဲ့ဘာတက်ကမှအင်အားအရန်စုပ်ယုပ်နေပြီဖြစ်တဲ့အခါကျတော့သူတို့ရဲ့အခုမှတသားအစ်တစ်ကလေးတွေကိုသူတို့ချစ်ထိုးပြီးတော့ခိုင်းရရအောင်လဲတချို့ကဟိုခွေးပြင်းရှင်လို့ဖြစ်နေတာမဟုတ်ဘူးလေအခြေအနေအရဟိုဟိုခွေးဆက်ခင်းနေရတာတွေရှိတဲ့အခါကျတော့ဒီခွေးတက်ကို မလုတ်ပေးရှင်တော့ငါတို့ကဘာလဲဟာအယိုးပဲကြိုက်ပြီးတော့ဟိုတက်ရတဲ့အရှိရဟာတွေကလည်းဟိုပညာတဲ့လူငယ်တွေဟာဒီကလေးတွေကလူသူတော်ကောင်းတွေဟာရက်ွက်တွေက ိုနာမည်ပြတ်မရှိတဲ့ဆရာဝန်တွေဟာရက်ွက်ထဲမှာအဲသွေးလှူနေတဲ့ကောင်လေးတွေဟာငါတို့ကဒီကလေးတွေကိုဘာကြောင့်ပြည့်ရမှာလဲဆိုတော့သူတို့မှလည်းလူသားစိတ်ရှိတာပေါ့သိရမလားကိုခွေးတက်တဲ့ရောက်နေတယ်ဆိုပေမဲ့လူသားစိတ်ရှိရတာကြတော့ဒီကလေးတွေကိုသူတို့လည်းမပြစ်ချင်ဘူးဒါပေမဲ့ဒီဘက်ကဉာဏ်ပညာကြီးမြင့်ကြတဲ့เนาะအမှုကြီးအုပ်စုကလည်းဝင်လာတဲ့စစ်ဘိုလ်တွေကိုအပွင့်နေလောက်ကြီးညာမယ်မရှိဘူးအာဘယ်ဘယ်ရာရှိရာခံတတ်တာကနေပြီးတော့ဝင်လာပါတယ်ဆိုတော့လှုပ်တော့ သူတို့မှာဒီဘက်လည်းမပြေရဟိုဘက်လည်းဟိုမပြော့ဘူးဒါရှင်းရှင်းပြောရသူတို့ကလုံးဝဟိုဒီစစ်တိုက်တဲ့ဘဝကြီးကိုသူကလုံးဝရက်လိုက်ချင်တာစစ်တိုက်တဲ့ဘဝကိုရက်လိုက်ချင်တာများတာဟာတိုင်းပြည်လဲငြိမ်းချမ်းရေးပို့ရတယ်เนาะပို့ပြီးတော့အေးချမ်းသွားတယ်အာနာရှင်လက်အောက်ထဲမှာအာနာရှင်တောက်တိုင် ဖြစ်မဲ့အရာတွေအကုန်လုံးရူဘီဆလိတ်မြမဘီယာမတောက်တာတွေရောဟုတ်လားတာ เอ thank you อ่ะအဲ့တော့ ruby ဆဲလိုက်မြန်မာပြည်อ่ะမတောက်ယုံတယ်မရဘူးเนาะအဲ့တော့အဲ့တော့ဟိုဒီမိုကရေစီတိုက်ပွဲတိုင်းမှာကျုပ်တို့အများနဲ့ပါတယ်ဆိုခုနကတော့တာလွန့်တခြင်းအဲ့မိုင်းပြန်ဆိုနေအဲ့တော့ပြောချင်တာဘာလဲဆိုတော့သူတို့ကိုတကားဖွင့်လိုက်ပါ သူတို့ကိုပေးဝင်လိုက်ပါเนาะဒါမဲ့သူတို့ကိုတော့ဟိုကိုယ့်ရဲ့ဟိုအမာခံလူကြီးတွေရှိတဲ့နေရာကိုတော့သူတို့ကိုထားမထားပါနဲ့သူတို့မှလည်း ဝင်လာတယ်ဆိုပေမဲ့သူတို့မှလည်းဒလန်တွေပါတွေဖြစ်နိုင်တဲ့လူတွေအများကြီးရှိပါတယ် risk တွေအများကြီးရှိပါတယ် AA လည်းတုံမန်းနေမိပါတယ်တုံမန်းမိသားစု200ကျော်မနေ့ကပြန်ပို့ပါတယ်200ကျော်ကအခုဆိုရင် AA မိသားစုတွေကြီးပဲပြန်ပို့တာ100ကျော်ရှိသွားပါပြီအဲ့တော့မိသားစု100ဆိုရင် AA ဖမ်းမိထားတဲ့စစ်တုံမန်းဘယ်လောက်ရှိမယ်ဆိုတာကိုတွက်ကြည့်အစိမ့်ကောက်မှတယ်နင်တို့လင်းနေအုံနောက်မပါတာနင်တို့ စိန်အတုဝှစ်ချင်တဲ့နင်တို့ရဲ့လောဘကြီးမှုကြောင့်ကောင်းမလေးမရဲ့နည်းနည်းအစိမ့်နေရောနည်းနည်းတော့အဲ့လိုလုပ်ချင်တယ်နည်းနည်းတော့ဟိုတနေ့တရားလေးနည်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 းပေါ့နော်ဟောပေးရပေါ့သိရမလားဒါကလေးကြတော့သူတို့ကလည်းရှင်းရှင်းပြောတရားဟောမဲ့လူမရှိသူတို့ဝှစ်ထားတဲ့စိန်တွေသူတို့ကိုသူတို့အစ်စ်လို့ထင်နေတယ်တရုတ်ပြည်ကစိန်အတုတွေကိုငါတို့ငငယ်တော့ကနင်တို့အခုကာလထဲငါတို့ငငယ်တော့ပူချမ်းတာအဲ့ဒီခိန်တော့ကနင်တို့လိုစိန်တိုက်တွေမရှိဘူးငါတို့မှာနော် ဦးမြအောင်သမီးကြီးကခိုးရတဲ့စိတ်လိုမျိုးပိုင်ရှင်နေဘလောက်လောက်အလုံးကြီးရရှိရစိတ်ပိုင်ရှင်နေတပုံကြီးပဲငါစိတ်ကိုပြည်တောင်းတဲ့အမွေရတဲ့လူနဲ့ငါနဲ့ခင်တယ်။နော်စိတ်ဆိုတာလုံးဝနင်တို့လိုမျိုးပြင်းပြင်းကွဲလက်နေတာမဟုတ်ဘူး။စိတ်အစ်စ်တရားအချိန်သူ့အချိန်နဲ့ကြောင့်ဖရားဆိုအဲ့လိုလစ်သွားလက်သွားတာ။ဟိုတနေ့ကဟိုအိန္ဒိယတထေးကြီးရဲ့တမီဝစ်လာတယ်အလုံးကြီး။သူတို့သူ့အမေကမဟာရာဇာဆွဲတဲ့ဘရက်ကြီးလိုမျိုးလှုပ်ပြီးတော့ သူ့သမီးကိုမတ်ဂါလာမှာလွတ်လိုက်တာစိန်ပရက်ကြီးอ่ะအဲ့စိန်ရလေနင်တို့နင်တို့စောက်ယူမတွေဝှက်တဲ့စိန်လိုမျိုးလေအလကားကနေဘလင်းဘလင်းဖြစ်မနေဘူးလားငါအဲ့ဒါမနာလို့လို့မပြောအောင်တော့နင်တို့နင်တို့ဝှက်ထားရတဲ့ဟာတွေအတုအယောင်နင်တို့ကလင်းအသေးရင်လင်းအစားရတဲ့ခါကျတော့နင်တို့လင်းနေ ਉ နော်မေအေတယောက်ရဲ့စစ်ဘိုတယောက်ရဲ့အမေတယောက်ရဲ့ရင်ပတ်နဲ့တွေးကြည့်ငါသားလေးဟိုအလောက်ကင်မရှိလို့ဒီ ဒေါ်စိန်ဒေါ်စိန်ရေးကြောင်းတွားထားလိုက်တာငါသားလေးအခုတော့ဟိုဘက်ကပြည်သူတွေနဲ့ထိတ်တိုက်တွေ့ပြီးတော့ဒုက္ခတွေရောက်နေပြီဆိုမအေးတယောက်ရဲ့မြစ်တာနဲ့နင်တို့လိုလင်းသိင်လင်းအစားရတဲ့ကောင်မတွေရဲ့မြစ်တာနဲ့ကွာတယ်ငါတော့အမေအရွယ်ကြီးဆိုတော့ဒီကလေးစစ်ဘိုလ်လေးတွေရဲ့အမေဘက်ကကြည်လိုက်ဟိုအတင်းကြီးကိုသားကိုဂုံတေးတင့်ကျင်လို့စစ်တဲ့ထဲတဲ့မအေးတွေဟိုတင်သေးပေးစေငါငါငါဂုံရှိတယ်ပတ်စံငတ်တဲ့မိမမအေးတွေကလွဲပြီးတော့အမေစစ်စစ်တွေပေါ့နော် အမေအစ်စ်တေဆိုရင်တော့ဒါရင်ဘတ်ကြီးနဲ့တွေးကြည့်ရင်ကို့သားကိုပြည်သူမုန်းတယ်ဆိုတာလေတနာပါတယ်နှမျောဖို့ကောင်းတယ်ငါဆိုငါသားလေးကိုချစ်စေချင်တာသူများပြည်သူမုန်းတဲ့သားတယောက်ဖြစ်ဖို့ဘယ်မအေးအားမှဖင်နာခံပြီးတော့မမွေးလိုက်ဘူးချင်းไก่တိုင်းမွေးထားတဲ့အမေဆိုတော့မသိဘူးငါဆိုရင်ဒါချချဟိုဟိုလူပီယာနဲ့ဇင်းနဲ့ဟိုလူပီယာအတဇင်းနဲ့နတ်ပီယာအတဇင်းနဲ့ရှားတော့ရှားခဲ့ရထားတဲ့ตาလေးမို့လို့ တန်မိုးရှိတဲ့သားမို့လို့အဲ့ဒီလိုလူသက်ကောင်ရဲ့ကျွန်ဖြစ်နေတာလူသက်ကောင်ရဲ့လောက်ကောင်ဖြစ်နေတာငါဆိုရင်အဖြစ်မခံနိုင်ဘူးငါတောင်းလူသက်ကောင်တယောက်ရဲ့ဘယ်ဘဝမှမသိပြည်သူတွေကအမုန်းတကြီးနဲ့ညှိုးတေးခံနေရတဲ့ရုပ်ဆုပ်ယုံနာဖြစ်ဖို့အတွက်အမေတယောက်ဖိနာခံပြီးမမွေးထားဘူးနင်တို့ကတော့ပလင်းပလင်းနေအတုတွေဝစ်ပြီးတော့ဟိုအမတွေကဒီလိုလှုပ်ပြရင်နင်တို့မှဝစ်ချင်းငားဝစ်ချင်းနော် ပွဲတပွဲသွားရင်နင်တို့သူများမင်္ဂလာဆောင်သွားရင်လက်ဖွဲ့တာဟိုတပေါင်းတန်းနင်တို့ဝတ်သွားတာသိန်းတပေါင်းတန်းနင်တို့ကလက်ဖွဲ့တော့နင်တို့ကမြန်မာကျပ်ငွေတပေါင်းတန်းလောက်နင်တို့ကလက်ဖွဲ့နင်တို့တကူလုံးဝတ်သွားတာကြသိန်းတပေါင်းလောက်ဝတ်သွားတာနင်တို့ပြိုင်ကျင်တာလေစောက်ချိုးပြားကျင်တာလေဘာမှလည်းငါတို့လိုလူမျိုးတွေကြည့်လိုက်ရင်ဘာတွေလုံးနေကြတာလဲမသိဘူးဆိုငါတို့လိုလူမျိုးတွေကြတော့ကိုအရှိတရားကိုကိုလက်ခံတဲ့လူကိုတိုင်းပြည်ရဲ့အခြေအနေနဲ့ကိုရဲ့အရှိတရားကိုကိုလက်ခံတဲ့လူတွေကြတော့ နင်တို့အဲလက်ဖွဲ့တာကြက်ငွေတစ်တောင်းနင်တို့တကူလုံးဝတ်သွားတာသိန်းတစ်တောင်းဘို့လောက်ဟိုလူစီယာငှားဒီလူစီယာငှားဟိုဟိုစိန်တိုက်ကနေပြီးတော့နော်15ရာခိုင်နှုန်းပေးပြီးတော့ငှားမပေမန်းဘူးလားနင်တို့ကြည့်ငါတော်တော်ပေမန်းလားအဲနင်တို့ကလင်းသိလင်းအစားရတယ်ငါစစ်ဘိုးတွေရဲ့အမေဘက်ကကြည့်တော့ဒီအမေတွေဟာသူများမုံ့ဖို့နော်သူများမုံ့ဖို့ပြည်သူတွေက အမြဲတမ်းမုန်းနေတဲ့လူတစ်ယောက်ဖြစ်ဖို့မအေးရဖင်နာခံပြီးညှစ်လိုက်တာမဟုတ်ဘူးမင်းအောင်လိုက်တောင်းလိုက်မရလွဲပြီးတော့တောင်းလိုက်မရလွဲပြီးတော့ကြံတဲ့လူတွေအကုန်လုံးဟာလူကုန်အစိုးတွေအမေစိုးကြီးတွေတော့ငါမထင်ဘူးဘာဖြစ်လို့ဆိုအမေငါတို့ဗုဒ္ဓဘာသာအမေတွေကတားတယောက်ကိုဝင်ဆောင်ပြီဆိုအဲ့ဒီတားကိုပထမအဆုံးတွေးမိတဲ့ငါအမေဆိုတော့ငါတွေးမိတဲ့အတွေ့ရယဟန်လေးတစ်ပါးရပြီကိုရင်လေးမွေ့ ဟိုဘိုက်ထဲမှာဟိုဟိုအထရဆောင်းရိုက်လို့ဟဲ့ယောက်ျားလေးဟဲ့လို့တွေးလိုက်တာ ਨੇ ဒါငါတော့ကိုရင်လေးရပြီဆိုတခါတည်းစတွေးတဲ့အတွေးဟာဒီတာသနာပြုဖို့အတွက်အုံနာဗမာယဉ်ကျေးမှုကြောင့်ဒီလိုဖြစ်တယ်နင်တို့နင်တို့လင်တွေကပြည်သူကိုဒုက္ခပေးနေတဲ့အခါကျတော့မအေတွေကအတူတူတွေးထားတဲ့အတွေးဟာဟိုကိုရင်လေးတွေယဟန်လေးတွေဖြစ်မဲ့အတွေးနင်တို့မွေးလာတဲ့နင်တို့လင်နင်တို့ တို့လောဘကြီးမှုကြောင့်တို့လင်တွေကမေလိုရဲ့လောက်ကောင်တွေဖြစ်ပြီးတော့လူတွေအမုန်းတရားနဲ့တတ်ခံနေရတဲ့လူတွေရဲ့အညိုးတကြီးနဲ့စစ်ခုံရုံးအတင်ခံမဲ့အကောင်တွေအဖြစ်ပြောင်းလဲသွားတယ်။အဲ့ဒါနင်တို့လောဘအနန္တကြောင့်နင်တို့စစ်တပ်ထဲမှာလင်းသေးလင်းအစားရတယ်။အဲ့ဒီမအေရတားတင်တားအစားမရဘူး။အာငါအမေဘက်ကတွေးပေးတဲ့အတွေး။အဲ့တော့နင်တို့လောဘတွေကိုရှော့ကိုလင်းကိုချော့ပြောနော်အလံပြူပြဒိုးတော့ စစ်ဖြစ်တယ်ဆိုတာနှစ်ဖက်လုံးမကောင်းမေလို့ညာပြီးတော့နင်တို့စစ်ဖြစ်တာကိုညာပြီးပြောတာမို့စစ်အာဏာရှင်ပြုတ်ဖို့ငါတို့ကနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားမဲ့လူတွေဖြစ်တဲ့ခါကျတော့နင်တို့အသေးနဲလေနင်တို့အာယုံပြောင်းလေပြည်သူတွေလည်းပြည်သူတွေလည်းစိတ်ဒုက္ခနဲလေအဲ့တော့တော်လိုင်းရေးသားတွေလာကြည့်နေတဲ့အတွက်မေပြောပြစီတကယ်လို့သားတို့ဘက်မှာစစ်တပ်ကလူတွေပါတယ်အလင်းဝင်လာတယ်ဆိုရင်သူတို့ရဲ့ဓာတ်ပုံတွေသူတို့ရဲ့အာ ဟို batch number တွေဘာတွေမကြင်ညာပါနဲ့သူတို့မှလည်းမိသားစုရှိတဲ့ခါကျသူတို့ကပြေးကျင်တယ်မနေ့ကကြားတာပြေးကျင်တော့လေဘာဖြစ်လို့မပြေးရဲသလဲဆိုတော့ဒီဘက်ကလူတွေကမိသွားရင်အလင်းဝင်လာရင်နာမည်နဲ့တကွာကြင်ညာတဲ့ခါကျသူတို့ရဲ့မိသားစုကြီးကိုမင်းအောင်လိုင်းတက်က bossman ပေးတယ်အဲ့ဒါကြောင့်မို့လို့သူတို့ကအလင်းဝင်ခြင်းပဲပဲမဝင်ရဲဘူးဒါဟိုဘက်ကအခက်ခဲဖြစ်နေတဲ့ဟိုဘက်ကအခက်ခဲအဲ့ဒီအခက်ခဲကို နင်တို့စစ်စိမ်းနေလဲမသိတာ မဟုတ်ဘူးသိတယ်နင်တို့အရင်တော့ကနင်တို့လင်တွေကိုအုတ်ကြီးတို့ဘာတို့မော်လမြိုင်အခုလိုငြိမ်နေတဲ့နေရာတွေမဥပင်လိုနေရာမျိုးတွေအတင်းသွားခိုင်းနေတာအခုကဘယ်နေရာမှမရတော့နော်လင်းသေးလင်းစားရတဲ့နင်တို့ကတော့ယာရူးတိုးတက်ဖို့အတွက်နင်တို့လင်တွေကိုဟိုဟိုဟိုတယူးမှုအိမ်မှာကျွန်မလောက်ပြီးတော့ကျွန်ခံပြီးတော့နင်တို့လင်တွေကိုနင်တို့ထိုးထည့်တယ်နော်အရင်တော့ကနင်တို့ကပတ်စံပေးရင် ဟိုစစ်မတိုက်ရတဲ့နေရာတွေမှာနင်တို့အိုးတော့၄နှစ်တာကာလမှာအေးချမ်းနေသေးတယ်နင်တို့၄နှစ်တာကာလမှာနင်တို့တိုက်ဆောက်ကားစီးဝါသေးတယ်ငါတို့ကြားပါတယ်နော်အေးဒါမဲ့အခုကာလမှာတော့နင်တို့ရဲ့မေလိုးကနင်တို့ဘယ်နေရာမှာအရှိမထားတော့အကုန်ပို့တာရှေ့တန်းပို့တာကိုပါကိုအတိဆုံးနင်တို့တက်ထဲမှာဖြစ်နေတဲ့ဂျွမ်းချမ်းကြီးဇလန်းနေကိုပါကိုအတိဆုံးနင်တို့တက်ကမနိုင်တော့ဘူးပြည်သူကိုရှုံးနေပြီပြည်သူကိုရှုံးတဲ့အပြင်နင်တို့ဆွေစဉ်မျိုးဆက်က အမုန်းတရားတွေနဲ့တွားမှာငါပောင်ချိန်ကနေတိုင်းနင်တို့ဘာလုတ်ခဲ့တယ်ဆိုတော့အပြစ်ကိုမချူမချူမရှင်းငါတော့စစ်ခုံညုံးကိုငါနေတိုင်းဥထိတ်ဥတိုင်နေမှာငါတို့ပြည်သူတွေရက်ဆက်ထားတဲ့ဒီလေတက်ကိုတော့လုံးဝလုံးဝလုံးဝလွန်ကြီးချားနိုင်ွယ်မပေးနိုင်ဘူး challenge ခေါ်တာမဟုတ်ဘူးလုံတဲ့လုံဆက်လုံနင်တို့လုံရက်လို့လူဆိုတာရှင်ပြီးဝိုင်းတေဖို့ပဲသွားအဲ့တော့ပြည်သူလဲဒုက္ခရောက်သလား နင်တို့လည်းလုံးဝမလွတ်စရာကိုစစ်တပ်အဲ့လေတက်ကခွေးသားနင်တို့ဟာစစ်တပ်မှာနင်တို့ပညာအတက်ဆုံးဟိုဟာတွေက၅တန်းနဲ့တက်တာတောင်းလိုက်သားဆိုဘယ်နှတန်းနဲ့တက်မှမသိနော်အဖားကောင်းလို့အရမမီပဲနဲ့ဒီရက်စေရောက်ပြီးတော့အဖားကောင်းလို့ကြော်ခွပြီးတော့ကျေးဇူးရှင်အဲရွှေမိသားစုတော်မှာသူ့ကိုကာချုပ်လုပ်ထားတဲ့ရွှေမိသားစုတော်မှာကျေးဇူးမတင်ဖင်လန်ပြပြီးတော့အကျယ်ကျုပ်ထားတာလည်းကောင်း နင်တို့စစ်တပ်မှာဟိုဆောက်စေတနာမသိတဲ့နင်တို့အုပ်စုအဲ့တော့တအားတို့တွေတကယ်လို့သူတို့မိွားရင်သူတို့နာမည်တွေပါရင်မကြင်ညာပါနဲ့လို့မိုင်းဒီကနေပြီးတော့သူတို့မိွားတာမဟုတ်ဘောเนาะတအားတို့စီကိုအလင်းတွေပါလာဝင်နေဆိုရင်သူတို့ကအလင်းဝင်ခြင်းနေပြီးကြောက်လို့ကြောက်တာကကြောက်တာဒီ PDF တွေကြီးပဲကြောက်တော့မဟုတ်သူတို့ကပြည်သူကိုပါကြောက်လာပြီတဖြည်းဖြည်းနဲ့ပြည်သူရဲ့ အားလည်းလုံးဝရော့မသွားဘူးငိုတယ်ပြီးရင်မာကြီးတို့လိုလူမျိုးတွေရှိတယ်အတဲတဲရမာကြီးရဲ့နှမ်းစီအုပ်စုကြီးဆို လုံးဝရော့မသွားဘူးပတ်စံတော်ပိုလူသေးတယ်လူသေးပြီဆိုပတ်စံနေပိုလူကြပလူလဲဆိုမာကြီးကကိုစီကိုပို့တာမဟုတ်ပါဘူးအကုန်လုံးသားတို့ရှိရောက်တဲ့ငွေတွေအကုန်လုံးကပြည်တွင်းထဲကလူတွေပါအဲဒါသားတို့ဝမ်းသာစရာပြောတာမာကြီးကဗိုက်တာမင်တွေအကုန်လိုက်ကျွေးတာအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ငါတို့တွေကအာနာယူကိုဖြုတ်ချင်တာ နင်တို့ကလေသားခြေတာလည်းမဟုတ်ဘူးနင်တို့တက်တက်ကြီးဟဲ့ခွေးတရောင်းသားတွေသေဟဲ့သေဟဲ့ဆိုလောက်တာတော့မဟုတ်ဘူးဒါမဲ့နင်တို့ဝန်းရံနေတဲ့နင်တို့ဝန်းရံနေတဲ့ဒီအဖွဲဟာအာနာယူပြီးတော့အခုဟိုနင်တို့မတိကြအောင်စောင်းနေတာပဲဖြစ်ဖြစ်အပူတွေဆိုပြီးတော့မရှုမြင်ကျင်တာပဲဖြစ်ဖြစ်ဒါမဲ့နင်တို့နေ့တိုင်းခံစားနေရအခုငလျင်မှာငလျင်ကဲ့သို့အရင်တော့ကလည်းနာကစ်ဆိုတာနင်တို့အလဲပိုင်းတိုင်းကလူတွေမတိလိုက်ဘူးအညာကလူတွေ ငါတို့နာခဲ့တုန်းကလည်းလာလှူတာတွေရှိတယ်။လာလှူတာတော့မှ तू ကအကန့်အသတ်နဲ့ရင်ငတ်ပြီးသေသွားတယ်ငါတို့အေယာဝတီတိုင်းသားတွေကအများကြီး။နော်ငါဘမပြီးမှမရှိပဲမယ်ရင်ငတ်တဲ့လူတွေရဲ့တကယ် true story တွေငါကြားတယ်။အခုအညာမှာငလင်လုတ်တယ်။နိုင်ငံတကာကလာပေးတာတန်း200ရှိတယ်ဒေါ်လာတန်း200အဲ့တန်း200ကိုဗဟိုဘဏ်ကနေဟိုနေ့က40ရောင်းစားတယ်။နိုင်ငံတကာပေးတယ်ဆိုတာက နိုင်ငံတကာပေးတယ်ဆိုတာက အစိုးရကတရက်ကပေးတဲ့ဖြစ်တဲ့အတွက်အစိုးရသူအစိုးရဆိုဘာဟိုဘန်တွေဝယ်ထည့်ရတယ်။ကံမောဇာဘန်တို့အေယာဝတီဘန်တို့လည်းမသွားဘူး။အဲ့ဒီရှိတဲ့ဒေါ်လာကိုသူ့ဟာတွေကိုသူ့ကိုလောက်ကြံပါဆိုလို့သူ့ဟာတွေကိုသူကချွေတော့မေလိုတက်ကချွေတယ်။ Thank you သားလေး။အဲ့တော့ချွေတဲ့အခါကျတော့အဲ့ချွေပြီးတော့အဲ့ဒီဘဟုဘန်တွေကပတ်စံ၄တန်း40ဒေါ်လာတန်း40ကိုရောင်းစားတယ်။နင်တို့အဲ့လောက်တော့နင်တို့မနှက်သေးရင်နင်တို့ဘယ်ဒေတာမှမွေးတာလဲ။ ။တို့မွန်ပြည်နယ်မှာမွေးတာဖြစ်လိမ့်မယ်။မွန်ပြည်နယ်ကဒီဒီကာလမှာအလွတ်ဆုံးနေရပဲ။ကျန်တဲ့နေရာတွေအကုန်ငါပလောတက်ကနော်ဘိတ်ပလောတက်ကတက်သားတွေနဲ့လည်းငါတိတယ်။ဒါတော့ငါဟိုးဘမောဟိုးပူဒါဟိုးကနေကချင်ဘုံဘုံတို့အမျိုးနွယ်စုတွေကနေပြီးတော့ဂွမ်မျိုးတွေကနေပြီးတော့ငါရဲ့အောက်ကဘိတ်သားအထိနော်ဒီဘက်ကရခိုင်သားခြေတွေကနေပြီးတော့ကရင်နေအထိငါ ငါကိုချစ်ခင်နေတဲ့ငါရဲ့သားတော်တွေအများကြီးပဲ။အော်ငါမြေကြီးရစကားကိုကြားလို့မြေကြီးရစကားတွေပဲငါနင်တို့ကိုချပြတယ်။နင်တို့ပြည်သူတွေကမုံပြီးတော့ယွံပြီးတော့နော်ဂျပန်မှာဆိုယာကူဆာဂိုင်းကိုနောက်အလုံးမပေးဘူး။ယာကူဆာတက်တူးတွေပိုင်အလုံးမပေးတော့နောက်ဂျပန်နေရာတက်တူးမထိုးရဲတော့ယာကူဆာဂိုင်းကလူတွေဆိုရင်ခလေးရအစားဖအေးရယာကူဆာဖြစ်နေတဲ့အတွက်တာသမီးကိုပါအလုံးမပေးဘူး။ ဲ့တော့သားသမီးရဲ့ရှေ့ရဲတို့ဖေးရယာကူမစာရဲတော့နော်ဂျပန်ကိုကဘာကြီးကချိုးထားတာဖက်စစ်လုပ်လို့ဆိုပြီးဂျပန်မှာစစ်တပ်မရှိအဲ့တော့ तू ကစစ်တပ်အကြီးဆုံးဖြစ်တဲ့အမေရိကန်ကိုဖားရတယ်အဲ့တော့အမေရိကန်နဲ့တင့်မြအောင်နေရတယ်အမေရိကန်မှာသူ့ရဲ့ business တွေ invest လာလို့อ่ะအဲ့တော့တထေးတွေလာပြီး invest လုပ်တော့အမေရိကန်ချမ်းသာပြီးရင်ချမ်းသာသွားတယ်အဲ့ဒါမှတ်ထားဂျပန်လိုမျိုးကဘာကြီးပေါ်မှာ သူများမလုံနိုင်တဲ့အရာတွေကိုရှေ့ဆုံးကနေနေကိုအရင်ဆုံးမြင်ရတဲ့ဂျပန်တော်မှတကက်ဓမ္မနဲ့တွေ့တဲ့အခါကျရင်သူ့ဘာသူလှုပ်ထားတဲ့စစ်တမ်းရဲ့အကျိုးပေးနဲ့တသက်လုံးစစ်တပ်ထောင်လို့မရတော့အဲ့တော့ငါတို့ဓမ္မသမားတွေနိုင်တဲ့အခါကျရင်နင်တို့ဘလင်းဘလင်းဝတ်ပြီးတော့ကိုယ်လင်ကိုရောင်းစားနေတဲ့ကောင်မတွေလင်းသိရင်လင်းအစားရတဲ့ကောင်မတွေ နင်တို့လင်းနေနဲ့နင်တို့ဝေးရရှောင်ရှားပြေးကြထိုင်းမှာဈေးကြည့်ရင် BNN မှာသွားနေကြနင်တို့ထွက်လေငါတို့အတွက်အဆင်ပြေလေပဲနော်ဒါနင်တို့ကိုငါတို့အကောင်းဆုံးနီးနင်တို့ငါတို့ပြောပြချင်တယ်နော်မနေ့ကမာကြီးကို post ခုလာရှဲ့တယ်မာကြီးကိုဥဒိတ်မှာပန်ဆင်ပြီးရေးတာတော့မဟုတ်ပေမဲ့ငါနာမည်ပါတယ်ငါကပွဲတယ်ဆိုရင်ရှောင်းတယ် ာဖြစ်လို့လဲဆိုတော့တော်လန်ရေးနဲ့ပွဲနဲ့ထိတ်တိုက်တွေ့ရင်တော်လန်ရေးလမ်းကြောင်းပြောင်းတတ်တယ်ငါတော်လန်ရေးကတော်လန်ရေးငါတော့ပွဲလာမရှာနဲ့ဆိုပွဲအမြဲတမ်းရှောင်းတယ်ငါ့ကိုအမြဲတမ်းပွဲတဲ့ကိုခေါ်ခေါ်ထဲတယ်ငါ့ကိုချိန်တယ်ငါ့ကိုဆဲတယ်ငါနာမည်ခေါ်ရေးတယ်နော်ငါ့ကို10ဒေါ်လာလှူတယ်တဲ့10ဒေါ်လာလှူပြီးတော့ရစီတွေပြတယ်တဲ့10ဒေါ်လာငါလှူတာမဟုတ်မြန်မာပြည်ကလှူတဲ့လူတော်10ဒေါ်လာမဟုတ် မြမပြည်တဲ့လူတဲ့လူတော်မှာတယောက်တစ်ခါလူရင်တသိန်းသူလူတာ၁၀ယောက်ရှိတယ်မြမပြည်တဲ့ငါတငယ်ချင်းတွေငါမိတ်ဆွေတွေငါရဲ့ဒေါအောင်စန်းစုကြည်ရဲ့နှမ်းစီတွေလူတာတော်မှာတလတလ၁၀သိန်းရှိတယ်လူတဦးတည်းငါ live friday တိုင်းငါဒေါ်လာ100ငါဒီတိုင်းပြည်တဲ့လူတွေကိုပို့ဒါကြောင့်နိုင်ငံတကာအမောင်တော်မတွေမခင်မို့တောင်းပန်ကြတာလေဒီကလေးတွေကပတ်စံပို့တဲ့ခါကျရင် ဒီစစ်ဘေးရှောင်တွေကိုတော်တော်ပြီးကျွေးပါအဲ့တော့မေလိုတက်ကစစ်ဘေးရှောင်များလာအောင်လို့ဒီလေရင်နဲ့ပြစ်ချပါ PDF တွေနားမှာလူတွေဝန်းရင်တန်းဝန်းရံနေပါတယ်ဆိုပြီးတော့လူသားချင်းမစာမနာကလေးចောင်းတီပြစ်ချပါတယ်အဲ့ဒီကလေးတွေကိုရင်ဘတ်နာပြီးတော့ကျမတို့ရက်တန့်သွားမယ်လို့သူတို့အရင်အရင်တော့အာနာရှင်နေလို့ပဲတွေးပုံရပါတယ်ဒါပေမဲ့ဒီ kick ဒီကာလမှာတော့ရိုးသွားပြီလို့မအေလို့တောင်းလိုက်တာကိုပြောပေးပါ ¿no?